အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်။ကောင်းမွန်သောနေ့လေးတစ်နေ့ဖြစ်ပါစို့ဒီညကနေပြီးတော့အဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။အဲ့တော့ဒါကျွန်တော် Arsenal သင်္ကာရာကျွန်တော်မနေ့ညကတည်းကတော်တော်လေးကိုအလုရှုပ်နေတဲ့အသင်းသင်းပြီးပြီးအခုချိန်ထိတဲ့တောက်လျှောက်အလုတွေကိုရှုပ်နေစေလို့ပြောလို့ရရတယ်မှာပါ။အဲ့တော့ဒါကျွန်တော် Arsenal သင်္ကာရာလက်ရှိဒါကျွန်တော်လုံးဝကိုဒါကျွန်တော်တို့ ဒီ market ထဲမှာဒါကျွန်တော်ကစားသမားတွေကိုခေါ်ယူထားခဲ့ပြီးပြီမဲ့ဒါအခုလက်ရှိမင်းညကလည်းဒါ keeper ကိုတရဝင်းချင်းညာထားခဲ့ပြီမဲ့သူတို့အနေနဲ့အလုပ်တွေတောက်လျှောက်ဆက်လုံးနေသေးဆိုတာကိုလုံးဝငြင်းစရာမလိုဘူးเนาะအဲ့တော့လက်ရှိမှာဒါကျွန်တော်တို့ Arsenal သိနေတာအရှုပ်တွေလုပ်နေတာမဲ့အလုပ်တွေရှုပ်နေတဲ့ဆွေးရဲဥစ္စာကိုကျွန်တော်ဒီနေ့မနက်မှာတင်ဆက်ပေးချင်တာဖြစ်တယ်အဲ့တော့ဒါပထမအောင်ဆုံးဒါကျွန်တော်လူတော်များစိတ်ဝင်စားတဲ့ချက်က Nonny Maduiki ကို Arsenal သိတကယ်ပဲကန့်လန့်ခဲ့သလားဆိုတော့အဲ့တော့ဒီနေရာမှာနှစ်ယောက်ကိုနှစ်မျိုးကွင်းတယ်ရရတာဒီနေရာလုံးဝလဲ Tier 1 source တီလို့ပြောလို့ရရတယ်မှာပါတယ် Platigo က ရတယ်လက်ရှိမှာဒါကျွန်တော်ပြောရမယ်ဆိုရင်တော့ Germany ဘက်ကနေ TA1 source လို့ပြောလို့ရတဲ့လူတယောက်ဖြစ်ပြီးတော့ Fabrizio Romano က Fabrizio Romano ဖြစ်တယ်ပေါ့နော်အဲ့ဒါကျွန်တော်တို့ Platico ကမင်းညကဒါကျွန်တော်တို့ Arsenal သင်းက Nonni Maduigi ကိုတရားဝင်ကန့်လန့်မှုပြုတ်လုလိုက်တယ်ဆိုပြီးတော့သူ့ရဲ့ Twitter စာမျက်နှာပေါ်မှာတင်ထားခဲ့တယ်။သတင်းတွေရဆိုရင်လက်ရှိမှာ Arsenal ဘက်က Nonni Maduigi ကိုလက်ရှိဒါကျွန်တော်တောင်းမှန်ပေါ့နော် left wing က right wing က Martinelli ရဲ့ဒါကျွန်တော် pressure ပေးနေကစားသမားကျွန်တော် right wing နေရာမှာ Saka ရဲ့အရင်ပုံစံမျိုးဒါကျွန်တော်ခေါ်ယူဖို့အတွက်လက်ရှိမှာအကြီးအကျယ်ကြိုးစားနေတာဖြစ်တယ်လို့သိရတယ်မှာပါတယ်။ဒါ ါပေမဲ့လက်ရှိမှာဒါဖာဘီဂျူရိုမာနိုရဲ့ပြောပုံအရဆိုရင်တော့အာစနိုသင်းကဒါကျွန်တော်တို့ဒီမာဒူဂျူတော်တော်လေးကိုသဘောကျပေမဲ့အခုလက်ရှိမှာဒီအပြောင်းရွှေ့တော့တရားဝင်ကန့်လန့်ထားခြင်းတော့မပြုလို့ရသေးဘူးဆိုပြီးသူကတွေ့သူ့ရဲ့ Twitter စာမျက်နှာမှာထပ်ပြီး clarify လုပ်ခဲ့အဲ့တော့ပြောချင်တာဒါတရားဝင် journalist ညကတရားဝင်တစ်မျိုးပြောနေတကယ်ပဲကန့်လန့်ခဲ့တာလားမကန့်လန့်ခဲ့ဘူးလားဆိုတော့အာစနိုပဲပူတိမယ်လို့မြင်ဒါပေမဲ့လက်ရှိမှာကျွန်တော်ဘယ်စင်းနဲ့ဘလို့ကန့်လန့်ခဲ့တယ်ဆိုတော့ကျွန်တော်နေဒီ data တော့မသိရသေးဘူး Chelsea သင်းကတော့ Nonny Madueke ကိုရောင်းချဖို့အတွက်100%တေချာတော့နေနေဖြစ်ပြီး Nonny Madueke ကိုခုလက်ရှိမှာစိတ်ဝင်စားနေ တဲ့ club တွေကလည်းတော်တော်လေးကိုအများပြားနေရဆိုတော့လုံးဝငြင်းစရာမလိုအဲ့တော့ဒါကျွန်တော် Arsenal နဲ့ဒါကျွန်တော် Chelsea ကြားမှာတစ်နှစ်ကိုတရားတော့ကတော့အပြောင်းရွှေ့ပုံစံမျိုးအများနဲ့လူလူရှိလာခဲ့ပြီလို့ပြောလို့ရတယ်။ London ပြိုင်ဘက်တွေပြိုင်ဘက်လက်ရှိမှာဒါကျွန်တော်အပြောင်းရွှေ့ဒီမှာအများနဲ့ဒါကျွန်တော်မိတ်ဆွေလူပဲအလုပ်တွေ share လုပ်နေတဲ့နှစ်သင်းလို့ပြောလို့ရတယ်။ဒါပေမဲ့လက်ရှိမှာဒါ Arsenal စီကနေပြီးတော့ဒါ Chelsea ကဝယ်တာရှားပြီးတော့ Chelsea စီကနေ Arsenal ကပဲအဓိကဝယ်ယူတာကိုအများရတဲ့ကြောင့်လို့ပြိုင်ဘက်တွေနေတော့ဒီညမှာတိတ်တော့မကြည်လာဘူးလို့ပြောလို့ရတယ်။ပိုဆိုးတာကလက်ရှိမှာဒါအရန်အကောင်းဆုံးကစားသမားတွေကိုဝယ်ယူထားတဲ့ပုံစံမျိုးမဟုတ်ဘဲနဲ့ Arsenal ကတိတ်ပြီးအသုံးမလူတော့တဲ့ကစား ားသမားပုံစံမျိုးတွေကိုပဲ Chelsea ကတင်ကနေပြီးတော့ဟိုဆို Arsenal အသင်းကနေပြီးတော့ဝယ်ယူနေတဲ့အတွက်ကြောင့်ပိတ်သက်တွေကြားထဲမှာတကိစားနဲ့ပတ်သက်ပြီးတော့ပြောစရာလေးတော့ဖြစ်တယ်။ဒါပေမဲ့ Nonny Maruigi ကလည်းမနေ့ကတိတ်တော့မဆိုးလာတဲ့ပြောင်းရွှေ့မှုတစ်ခုဖြစ်လာမယ်လို့မြင်တယ်။အဲ့တော့ဒီပြောင်းရွှေ့မှာဒါ Nonny Maruigi ကိုကိုယ်တိုင်ကလက်ရှိဒါကျွန်တော်တို့ Platigo ပြောပုံညာဆိုရင်တော့ကောင်းငိန်ထားပြီးပြီးစင်းပြထားခဲ့လို့သိရတယ်။အဓိကတော့ဒါလက်ရှိမှာဒါကျွန်တော်တို့ကစားသမားအနေနဲ့သူ့အနေနဲ့မိနစ်ပူရနိုင်ပြီးသူ့အတွက်ပူပြီးခြေစွမ်းပြနိုင်မယ်။နေရာတနေရာကိုသွားကြည့်လို့သိရတယ်မှာပါတယ်။ဒါပေမဲ့ပြန်စစချင်းအောင်လက်ရှိမှာ Nonny Maruigi ပြောင်းပြီးဆိုရင်တော့မှသူ့အနေ နဲ့မာတင်နယ်လီရောဆာကာကိုကြော်ရမယ့်အနေထားကတကယ်တမ်းသိတော့လွယ်လာတဲ့အနေထားမှာမရှိဘူး။ဒါပေမဲ့ဒါလက်ရှိမှာဒါ reality ဘလောက်ဆန်လဲဆိုတော့သူတို့ကသူတို့ပဲသိလိမ့်မယ်။ဒါပေမဲ့လက်ရှိမှာ Chelsea သင်းကတော့ဒါကျွန်တော်တို့ Noni Maduigi ကိုတရားဝင်ရောင်းချသွားမှာဖြစ်ပြီးတော့ Arsenal သင်းကလည်းခေါ်ယူဖို့စိတ်ဝင်စားတဲ့ club တွေတော့မှာနံပါတ်1နေရာလောက်မှာတွားနေတယ်ဆိုတဲ့သတင်းကတော့100% sure ဖြစ်တယ်။ဒါပေမဲ့ကန်လန်ထားတယ်ဆိုတဲ့သတင်းက2ယောက်ကို2မျိုးကွဲနေဖြစ်တယ်။ဒါကြောင့်လက်ရှိမှာ Platigo ကတော့ကန်လန်ထားတယ်ပြောတယ်။လက်ရှိမှာဒါကျွန်တော် Fabio Romano ကတော့မကန်လန်ရသေးဘူးဆိုတဲ့ပုံစံမျိုးပြောတာကိုတွေ့ရမယ်တဲ့မှာပါတယ်။အဲ့တော့ ော့ဘဒူတွေပါတယ်ဘလူဖြစ်မလဲတချက်တော့စောင့်ကြည့်ရမယ်တဲ့မှာပါပါတယ်လက်ရှိမှာဒါကတော့နော်နီမာဒူကြီးရဲ့အပြောင်းရွှေ့ကြောင်းခင်ဗျားတို့တင်ဆက်ပေးတာဖြစ်တယ်အဲ့တော့ နောက်တဲ့အပြောင်းရွှေ့ကြောင်းတစ်ခုကိုဆက်ပြီးပြောရမယ်ဆိုရင်တော့ဒါလက်ရှိမှာတည်တလောက်ပြောရမယ်ဆိုရင်တော့ easy ရဲ့အပြောင်းရွှေ့ကြောင်းအဲ့တော့လက်ရှိမှာ David Austin ရဲ့ပြောပုံရဆိုရင်တော့ဒါကျတော့ Arsenal အသင်းက easy ကိုတရားဝင်ဆက်သွယ်မှုတွေကိုတောက်လျှောက်ပြုလုပ်နေပြီးတော့သူ့ရဲ့အခြေအနေနဲ့ပတ်သက်ပြီးတော့ Arsenal အသင်းကတောက်လျှောက်တာကျွန်တော် keep in touch လုပ်နေတယ်လို့သိရတယ်မှာပါတယ်ကျွန်တော်လည်းတရားနေ့ကစပြီး easy ရဲ့စာချုပ်ဖြတ်သိမ်းကြီးကတရားဝင်အသက်ဝင်သွားပြီးဖြစ်တဲ့အတွက်ကြောင့်မလို့ဒါကျွန်တော်တို့ Arsenal အသင်းနဲ့ဒီအပြောင်းရွှေ့ကိုလက်ရှိမှာလှုပ်ဆောင်မှုပြင်နေတယ်လို့သိရတယ်မှာပါတယ်ဒါပေမဲ့လက်ရှိမှာ Arsenal အသင်းနဲ့ဒါကျွန်တော် easy ကိုမခေါ်ယူသိမ်းခင်မှာ marker ကို ခရစ်စတီယန်မော့စကာဒါကိုခေါ်ယူဖို့အတွက်ဒါအရင်အရင်ဆုံးကြိုးစားနေလို့သိရတယ်အဲ့တော့ easy ရဲ့အပြောင်းရွှေ့မှာဒါအာဆနယ်အသင်းဘက်ကနေပြီးအဖြေကတော့ရှင်းတယ်သူတို့ဘက်ကဒါကျွန်တော်တို့ပတ်စံလဲပေးနိုင်တယ်ဒါပေမဲ့လက်ရှိမှာသူတို့ဘက်ကဒါအခြေအနေတော့တကူတော့စောင့်ကြည့်နေစေဖြစ်တယ်ဒါသူတို့နေတာဒါကျွန်တော် Nonny Maruki ကိုခေါ်ဖြစ်မယ်ဆိုရင်တော့ easy ကိုခေါ်ယူဖို့အတွက်ရာဂိုင်တော့နည်းသွားဖြစ်တယ်အဲ့တော့လက်ရှိမှာ weirdly ပြတော့တော့ easy ကိုခေါ်ယူမဲ့အသင်းတွေကတဖြည်းဖြည်းနဲ့နည်းသွားတာတွေ့ရတယ်ဘာကြောင့်မှန်းတော့မသိအဲ့တော့တချို့ကြတာကျွန်တော်ဟိုနေ့ကွန်မန့်အာခမရ29 easy က29နှစ်မရှိသေးပါဘူး easy က29နှစ်ပဲရှိပါသေးတယ်အသက်ရအဖြစ်ပြောရမယ်တကယ်ကို prime time ၄နှစ်လောက် AEC ီးဆော့လို့ရတယ်မှာပါတယ်။ကောင်းလေးကိုကြည့်ရင်တော့ဒါကျွန်တော်တို့ပို့ပြီးတော့ငယ်ရွယ်တဲ့ပုံပုံပုံစံပူပေါ်တဲ့အတွက်ကြောင့်တကယ်တမ်းနင်လားငါလားဟေ့ဆိုတဲ့ movement အနေမှာကြည့်မယ်ဆိုရင်တော့ဒါက ဘလူတွေဖြစ်မလဲဆိုတာကိုတော့တော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းတဲ့အခြေအနေတစ်ခုဖြစ်လာမယ်လို့ကျွန်တော်ရေပုတ်ကူရေးရမှာကျွန်တော်ကတော့100%မြင်မိတယ်လို့ပြောပြရစေအဲ့တော့မိတို့ပင်စူစီကာမှုအခုလက်ရှိမှာဒီအပြောင်းရွှေ့တွေမှာဘာဒီဘလူဖြစ်သွားနိုင်လဲဆိုတာကိုတော့လုံးဝငင်းစရာမလိုဘူးလို့ကျွန်တော်အနေနဲ့ပုတ်ကူရေးရကျွန်တော်မြင်မိတယ်အဲ့တော့လက်ရှိမှာကျွန်တော်ဒါ for move forward ပေါ့နော်ဒါရှေ့ကိုဆက်သွားမယ်ဆိုရင်တော့ ဒီကျွန်တော်တို့သိရတဲ့အခြေအနေတွေကကျွန်တော်ဒါပြောရတဲ့အခြေအနေကလက်ရှိမှာအာဆိုသိနေနေတဲ့ကျွန်တော်တို့ easy ကိုခေါ်မလားမခေါ်ဘူးလားဆိုတာကတော့ဒါကျွန်တော်တို့သူတို့နေနေပဲဆုံးဖြတ်သွားမယ်လို့မြင်တယ်ဒါပေမဲ့ပြဿနာကလက်ရှိမှာအာဆိုသိကတကယ်တမ်း easy ကိုခေါ်မယ်ဆိုရင် normal မာရူကိုအရင်မလူတော့တဲ့နေသားတစ်ခုကိုကျွန်တော်ရဲ့ပုံကူရေးရမှာကျွန်တော်ကမြင်တယ်ဘာကြောင့်ဒီလိုပြောရလဲ easy အနေနဲ့လက်ရှိဒါကျွန်တော်တို့ market ရဲ့အနေထားရောဒါတော်တော်လေးကိုဒါကျွန်တော်20တဲ့ပေါ့အရေးကြဒါ23ရဲ့ခွဲပြီးလို့ရကစားသမားဖြစ်တော့တော်တော်လေးကိုတန်တဲ့ကစားသမားပြောလို့ရတယ်။ Arsenal ဘက်ကလက်ရှိမှာ easy ကိုတရားဝင်ဆက်သွယ်ထားတယ်။လက်ရှိမှာ spa ရလည်းဒါကျွန်တော်တို့လက်ရှိမှာ easy ကိုစိတ်ဝင်စားပြီးမယ်။အခုလက်ရှိမှာတရားဝင်ဆက်သွယ်မှုတော့ပြုမလုပ်ရသေးဘဲနဲ့ဒါ spa ဘက်ကလည်း easy နဲ့ပတ်သက်တဲ့အပြောင်းအရွှေ့တော်တော်လေးကိုခုဖြစ်သွားပြီးတော့သူတို့ကလည်းသူတို့ကသူတို့ခုတက်စီအပြောင်းအရွှေ့ဘက်ကိုရောက်သွားပြီးလို့ပြောလို့ရတယ်ဒီမှာပါ။အဲ့တော့ပြောချင်တာ easy ကိုလက်ရှိမှာ line နဲ့တင်းနေမှာ Arsenal သတိမဲ့ချက်။အဲ့တော့ပြည်သက်တွေကြားထဲမှာဟာ easy ကဘာဖြစ်လို့လဲဆိုတဲ့ပုံစံ ံမျိုးကိုဒါကျွန်တော်တို့လူတော်များစိတ်ဝင်စားတယ်ဒါပေမဲ့ ဘာဒီမန်တော့မသိဘူးလက်ရှိမှာ easy အနေနဲ့ကောလက်ရှိမှာလူစိတ်ဝင်စားမှုနည်းသွားပြီး Arsenal တသင်းတည်းတာတရဝင်တာကျွန်တော်ချိတ်ဆက်နေတဲ့အသင်းတသင်းဖြစ်နေတယ်လို့သိရတဲ့အချိန်မှာပါပါတယ်အဲ့တော့လက်ရှိမှာဒါကျွန်တော်ဖတ်မိရတော့နောက်တစ်ခုကဘာလဲဆိုတော့ကျွန်တော် Christian Mosquera ပဲအဲ့တော့ Christian Mosquera အနေနဲ့တော့လက်ရှိမှာ Arsenal အသင်းမှာ Arsenal အသင်းဖြစ်နေတယ်ဒီကစားသမားက Arsenal အသင်းကိုပဲ join မယ်လက်ရှိမှာတော့တချို့တရားဟိုတခြားသောတရဝင်ကကျွန်တော်တို့ကန့်လန့်ထားတဲ့အသင်းတွေအများကြီးအများကြီးရှိတယ်ဆိုတဲ့သတင်းထွက်လာခဲ့တယ်အဲ့လက်ရှိမှာ Fabio Romano ရဲ့ပြောပုံဆိုပုံအရဆိုရင်တော့ဒါကျွန်တော် Christian Mosquera ကိုဒါကျွန်တော်တရဝင်က န်လန်နိုက်ကလပ်အာစနယ်အပြင်3ခုနဲ့4ခုကြားရှိတယ်လို့သိရတယ်မှာပါတယ်။ဒါပေမဲ့ကစားသမားကတော့အာစနယ်အသင်းကိုပဲရွေးချယ်ထားပြီးအာစနယ်အသင်းကိုပဲပြောင်းရွှေ့ခြင်းနဲ့ဆိုတဲ့သတင်းတွေတောက်လျှောက်ထွက်ပေါ်နေတယ်ဆိုပြီးသူကရေးသားထားတယ်။လက်ရှိမှာအာစနယ်အသင်းကတော့ကျွန်တော်ပထမအဦးဆုံးကကျွန်တော်တို့ဗလန်စီယာကိုတရားဝင်ကန့်လန့်မှုပေါင်၁၄သန်းပတ်ချာလေးဝင်ကျင်ကြကိုဒါကျွန်တော်ဗလန်စီယာဘက်ကလို့ဆိုယူရို၁၄သန်းပတ်ချာလေးဝင်ကျင်ကြကိုဒါတစ်ဖက်ကနေပြီးညင်းပယ်ထားခဲ့တော့တွေ့ရမယ်။တစ်ဖက်ကတော့ကျွန်တော်ယူရို၃၀ပတ်ချာလေးဝင်ကျင်ကြဒီပြောင်းရွှေ့အတွက်အလူရှိနေပြီးတော့ အာစနယ်ဘက်ကလည်းဒီအပြောင်းရွှေ့အတွက်ယူရိုတန်20ကိုလိုက်ရောပေးသွားဖို့တော့ ready ဖြစ်နေ။အဲ့တော့ဒီနေရာမှာဒီကစားသမားရဲ့အဓိကအားသာချက်ကဘာလဲဆိုတော့အာတေတာကိုတိုင်ဒီကစားသမားအလူရှိနေတယ်ဆိုတော့တတင်းကိုကျွန်တော်ဖတ်မိတာပဲ။အာတေတာကြိုက်တယ်ဒါကျွန်တော်စင်တာဘက် right back ဆိုတဲ့ပုံစံမျိုးကိုဒါကျွန်တော်ပြောချင်တာကဘာလဲကျွန်တော်တို့ဘလူးဘန် white တို့ကျွန်တော်လက်ရှိဘလူး Jurian Tema တို့ခက်ဆစ်စင်ပုံစံမျိုးကိုတို့နေသွားချင်တယ်။အဲ့တော့အာစနယ်ရဲ့တချို့ပြိတ္တတွေကလက်ရှိမှာ IS ရဲ့ Hart ကိုပူချိုက်တဲ့လူတွေတော့ပါတယ်။ဒါပေမဲ့ Hart ကဒီကျွန်တော် Christian Moscara ထက်အများကြီးပူပြီးဈေးကြီးတဲ့အတွက်ကြောင့်မို့ Arsenal အသေးနေနဲ့ စ္စတီယန်မော့စကာရာကိုပဲလိုက်ခဲတဲ့သဘောမှာရှိပါတယ်အဲ့တော့လက်ရှိကဒါတော့အာစတုံသိရင်ဒါအရှုပ်တွေလုပ်နေတာမဟုတ်ဘဲနဲ့အလုပ်တွေရှုပ်နေတဲ့အပြောင်းရွှေ့တွေဖြစ်တယ်ဒါပေမဲ့အဓိကအာစတုံသိပြိတ္တတွေတည်ကျင်တဲ့တိုက်စင်မှုပဲအလရှိမှာဒါကျွန်တော်ဖတ်မိရတော့ကာယိုဂရက်စီအပြောင်းရွှေ့ကနည်းနည်းလေးတော့ဒါကျွန်တော်စိတ်ဝင်စားဖို့ကောင်းလာပြီဒါဂျွန်လိုင်လာတရက်နေ့ရစားပြီးကာယိုဂရက်စီအပြောင်းရွှေ့ကပေါင်တန်း60ပုံစံမျိုးဖြစ်သွားတယ်ဒါပေမဲ့ဒါကတရက်ဝင်ပုံစံမျိုးပဲနဲ့ဒါလက်ရှိမှာအသင်းတွေကပေါင်တန်း60တရက်ဝင်လာကန်လန်းပြီဆိုရင် အသင်းဘက်ကနေတရက်ဝင်စကားပြီးပြောရမယ်ဆိုတဲ့ agreement အကဲစကားသာပြီးမပြောဘူးဆိုအကဲကြီးတစ်ဖက်က တင်းကတိုးပေးတဲ့အမောင့်ရဲ့ဆယ်ရာဂိုင်နှုန်းကိုအသင်းဘက်ကပေးရဥပမာလက်ရှိမှာအာဆင်တက်က80ပေးပြီးအသင်းဘက်ကစကားမပြောလို့ပြီးဆိုရင်တော့အသင်းဘက်ကနေပြီးတော့ကာယိုဂရက်စ်ကို9တန်းပေးရမယ်သဘောမှရှိတယ်ဆိုတဲ့ပုံစံဖြစ်တော့ဒါလက်ရှိမှာဒီသတင်းကိုတော့ဒါလက်ရှိမှာဒါပေါ်တူဂီဘက်ကတက်လာတော့ tier 2 3ရာကျုပ်ချက်လီပြီးယုံလို့ရတယ်ဒါပေမဲ့လက်ရှိမှာဒီသတင်းတွေကတောက်လျှောက်တာကျွန်တော်တက်နေရတဲ့ကြောင့်တော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းတဲ့အနေထားမှရှိတယ်လို့ပဲပြောပြရစေအဲ့တော့လက်ရှိမှာအာဆောအသင်းရဲ့တိုက်စစ်မှုရှာပုံတော်ကလည်းဟိုလိုလိုဒီလိုလိုနဲ့ဒါကျွန်တော်တို့လက်ရှိမှာရှေ့ရမ်းမရောက်နောက်လည်းမဆုတ်တဲ့ပုံစံမျိုး တစ်ခုကိုပြိတ္တတိကြားထဲမှာတော်တော်လေးကိုစိတ်ပြက်လျက်ရှိတယ်လို့ပြောပြစီအဲ့တော့ဒါအာဆန်သိတဲ့အခုလက်ရှိမှာကာယိုဂရက်ကိုပဲပြန်ပြီးတော့အားထည့်သွားရသူမှရှိတယ်ဆက်စကိုရဲ့လက်ရှိဒါကျွန်တော်တို့အဲတိတိလောက်ကိုပြောရမယ်ဆိုရင်တော့ဒါကျွန်တော်တို့ live set ရဲ့တောင်းတဲ့ဈေးကိုတပြားမှမလျှော့တဲ့ပြဿနာကသူတို့တော်တော်လေးကိုအာယုနောက်ခဲ့တဲ့ပြဿနာတစ်ခုဖြစ်ခဲ့တယ်လို့ပဲဆိုရမယ်တဲ့မှာပါပါလေအဲ့ဒါလည်းပါပဲအားလုံးပဲကြိုးတူပါတယ်ကောင်းမွန်သောနေ့လေးတစ်နေ့ဖြစ်ပါစေလို့ဆုမွန်ကောင်းတောင်းပေးနေပဲ ကျွန်တော်တို့ညီနောက်မှာတွေ့ကြတာပေါ့ဘောလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3.0နဲ့ TV4U တို့မှာကျင်းလို့ဆိုတော့ပေါင်းကူညီလို့ရပါတယ်။မြန်မာပြည်လည်းကလစ်ဖို့မမေ့ကြပါနဲ့ဗျ။မြန်မာကလစ်မှာမြန်မာနိုင်ငံဖြစ်ပါတယ်။အားလုံးကြိုးတူပါတယ်။ကောင်းမွန်သောနေ့ဖြစ်ပါစေ။စုမုံကောင်းတောင်းပြီးနေပင်ကြောက်တော့ကုန်ပြီပေါ့။ Diva ဗျ။